။တင်ဟာကောင်းငင်ကနေတိမ်တိုက်တွေပြုတ်ကြလာတာကိုမြင်မှုရင်ဘယ်တော့မှမထီပါနဲ့။နောင်တရတာမျိုးမဖြစ်ချင်ဘူးဆိုရင်ပေါ့။လူအများစုကဒါကိုကောင်းငင်ကတကယ်ကြလာတဲ့တိမ်တိုက်အစ်စ်လို့ထင်ပြီးတော့ကစားဖို့စကြပါတယ်။ဒါရီဟာကြီးမားတဲ့ဆက်ယုံကြီးတွေကနေထွက်လာတဲ့ဒါမှမဟုတ်မြစ်ချောင်းတွေကနေဆန့်ပစ်လိုက်တဲ့အငွေပြန်ပြီးလေထဲပါလာတဲ့အန်နီယရှိတဲ့အစိတ်ငွေတွေဖြစ်ပါတယ်။အဲ့ဒီအငွေတွေဟာတိမ်တိုက်တွေလိုမျိုးအစုလိုက်အပြုံလိုက်ဖြစ်ပေါ်လာတာပါဒါကိုထိတွေ့မိရင်အရန်ကိုအနေရများပါတယ်တိမ်တိုက်အစစ်တွေကတော့အပိုင်းအစားလိုက်ပြုတ်ကြမလာပါဘူးဆိုတာသတိထားရပါမယ်နော် တင်လဲဒီစိတ်ကူးမရင်နိုင်တဲ့လှဲကွက်ကိုတင်ယူပြီးတင်တငယ်ချင်းတွေကိုအံ့အားသင့်အောင်လုပ်လို့ရပါတယ်။လူအများစုကဝါယာကြိုးတွေဒါမှမဟုတ်ဖုံးကွယ်ထားတဲ့ကရိယာတွေလို့ထင်ကြပါတယ်။ဒါပေမဲ့အမှန်တရားကအများကြီးယိုရှင်းပါတယ်။ဒါဆိုရင်သူတို့ကဘလို့လို့လေးပေါ်မှာတကယ်မျောနေနိုင်ရတာလဲ။တကယ်တော့ဒီလဲကွက်ကို BLC levitation လို့ခေါ်ပါတယ်။လူတွေကခြေတစ်ဖက်ကိုပဲမြင်အောင်လို့တောင်ကျိုးတစ်ခုနဲ့ကိုကိုကိုွေထားပါတယ်။ပြီးတော့ဖုံးကွယ်ထားတဲ့ခြေထောက်ရဲ့ခြေပြားထောက်ပြီးတော့မြှောက်တက်လိုက်တာဖြစ်ပြီးကျန်တဲ့ခြေတစ်ဖက်ကတော့တင်းတို့မြင်တွေ့ရတဲ့မြင်းလေပြောက်ွက်ပဲဖြစ်ပါတယ်။ ဒီတော့လိုက်လောက်ကြည့်ဖို့ဆန္ဒရှိမရှိပြောပြခဲ့ပါအောင်နော်။